အကြောင်းမျိုးမျိုးကြောင့်မလေးရှားနိုင်ငံကိုရောက်ရှိလာတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကိုကျွန်တော်ထပ်ပြီးတော့နောက်ထပ်အတိတ်တခုထပ်ပြောင်းမယ်အဲ့ဒါပါလဲဆိုတော့အာကျွန်တော်တို့မလေးရှားနိုင်ငံမှာ overstay နဲ့နေတဲ့အခါမှာဒီ apancy တွေကိုကျွန်တော်တို့ရင်ဆိုင်ရတယ်အဲပြီးတော့ကျွန်တော်တို့ overstay ဆိုတဲ့က apancy ကတော့မျိုးစုံရှိနေမှာပဲဗောနော်ဆိုတော့ဒါတွေကိုကျွန်တော်ရင်ဆိုင်ရတဲ့အခါမှာကျွန်တော်တို့လက်ထဲမှာဘာခိုင်ထားလဲဆိုရင်ဘာမှမရှိဘူးဆိုတာ ကိုပြောတာတည်းကျွန်တော်တို့လက်ထဲမှာအထောက်ထားလေးတစ်ခုခုတော့ကျွန်တော်တို့ဂိုင်ထားဖို့လိုတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါတွေကိုကျွန်တော်တို့အမြဲတမ်းပြောနေကြပါအခုဒီ video file လေးနဲ့ကျွန်တော်ထပ်ပြီးပြောဦးမယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ UR register UR register ဆိုရင်ကျွန်တော်2021 22အတွင်းမှာကျွန်တော်တော်လိုင်းကြီးပေါ့နော်အာနာသိမ့်ပြီးတော်လိုင်းကြီးကာလဒီ17 2021 22အတွင်းမှာရှောက်ခဲ့တဲ့ register တွေဆိုရင်တော့အခု UR မှာ appointment အတွက်တင်လို့ရနေပြီပေါ့နော်ဆိုတော့ အဲ့ဒီနောက်ကပိုင်းမှာရှောက်ခဲ့တဲ့ဒါ UN register တွေကလည်းဒါမကြခင်ပေါ့နော်နှစ်တည်းမှာအသုံးဝင်လာပါလိမ့်မယ်ဆိုတော့အဲ့ဒီဂျားတွေကမှပေါ့နော် UN ရသွားတဲ့လူတွေလည်းအများကြီးရှိတယ်ကျွန်တော်တို့ကလောလောဆယ် UN cap ရဖို့အတွက်ကိုခဏမေ့ထားအောင် မစဉ်းစားနဲ့ဘူးလက်ရှိ over stable နဲ့နေတဲ့အခါမှာလက်ထဲမှာအထောက်အထားတစ်ခုခုလေးပြနိုင်ဖို့အတွက် UN register UN register လိုအပ်တယ်အ UN register လေးတွေတော့ကင်ထားဖို့လိုအပ်တယ်အခုချိန်မှာဗျာသူများပါမင်အတုလုပ်ပြီးကင်တာတို့ UN ကအတုလုပ်ပြီးကင်တာထုတ်တဲ့စာရင် UN register ဆိုင်ရွက်လေးတွေကင်ထားတာကပို့ပြီးအစင်ပြေမယ်လို့မြင်ပါတယ်ဒါဆိုရင်ခင်ဗျားရဲဖန်တာလွတ်လာကျွန်တော်ရဲဖန်တာလွတ်လာလို့ကျွန်တော်တို့အတိအကျပြောလို့မရဘူးလွတ်ချင်လွတ်တယ်မလွတ်ချင်မလွတ်ဘူးဗာအဲ့လိုပြောလို့ကျွန်တော်တို့စကားကိုလက်လွတ်စပယ်ပြောတာမဟုတ်ပါဘူးဆိုတော့အဖန်စီဆိုတာမျိုးစုံရှိပါတယ်လမ်ဘလော့ရှိတယ်လမ်ဘလော့ပါမှာဟိုအမျိုးမျိုးရှိတယ်ဗျာအာအဲ့အဲ့ဒီနေရာမှာတခါတလေမှာအဖွဲစုံနဲ့တိုးလာတဲ့အခါမှာဒီကိုကိုပြောတတ်မှုဆိုတတ်မှုပုံမှာလဲမူတည်တယ်အဲ့ဒီအပေါ်မှာမူတည်ပြီးတော့လွတ်ချင်လဲလွတ်သွားတာမျိုးတွေရှိတယ်တော့ဗိမဲ့ဒီ ီလို UN register ကိုလုပ်တဲ့အခါမှာနှစ်မျိုးရှိတယ်တချို့ကပတ်စံပေးကြမလို့ပါဘူးကွာ UN register သူကကိုယ်တိုင်လျှောက်လို့ရပါတယ်ဆိုပြီးတော့ကိုယ့်ရဲ့ဖုန်းနဲ့ line ပေါ်မှာလျှောက်ထားမျိုးတွေရှိတယ်နောက်တစ်ခုကကြတော့အဲ့လိုမဟုတ် community သက်ဆိုင်ရာ community ရုံးနေမှာလျှောက်တာရှိတယ်သက်ဆိုင်ရာ community ရုံးနေမှာဆိုရင်ကျွန်တော်ဟိုလူမျိုးပေါင်းစုံလျှောက်လို့ရတယ်ကျွန်တော်တို့ NLD ရုံးမျိုးနှစ်ရုံးရှိတယ် NLD OCI ရှိတယ် NLD OH NLD LA ရှိတယ်နှစ်မျိုးရှိတယ်နောက်တစ်ခုက community ရုံးနေ ချင်းယုံရှိတယ်ကချင်းယုံရှိတယ်ကရင်ယုံရှိတယ်အာဟိုနေ့အခုကရင်နေကရင်ပေါ့နော်ကရင်နေယုံနေရှိတယ်ပြီးရခိုင်ယုံနေရှိတယ်နော်အာဒီလိုမျိုးယုံနေရှိတယ်ဆိုတော့ကိုယ့်ရဲ့သက်ဆိုင်ရာ community ယုံနေမှာဆက်သွယ်ပြီးတော့ community ကတ်တွေတွားလျှောက်တာနဲ့တပြိုင်နက် community member ဝင်လိုက်တာနဲ့ပြိုင်နက် UN register တက်ပြီးတော့ပါပြီးသား အဲ့တော့တချို့ကပြောတယ်ဟာ UN register တော့ကိုယ်တိုင်လိုင်းပေါ်လျှောက်လို့ရတယ်။သိတာဗောကိုယ်တိုင်လောင်းပေါ်လျှောက်လို့ရ။ဒါပေမဲ့မတူညီတာလေးတစ်ခုကကျွန်တော်တို့ကပြည်ပနိုင်ငံကိုရောက်လာရင်ကျွန်တော်တို့က overstay ဖြစ်ပြီဆိုရင်တော့လော့လော့ဆယ်ခိုးပိုးရတော့မဲ့ပြီ။အဲ့ဒီအချိန်မှာကျွန်တော်တို့တစ်ခုခုကြုံလာရင်တော့မှပဲဖုန်းတကောခေါ်ပြီးကျွန်တော်တို့ဘသူ့ကိုအတိပေးရမလဲဘသူ့ကိုအကူအညီတောင်းရမလဲ။ဒါကျွန်တော်တို့မှာမိသားစုရှိတယ်အပေါင်းအသင်းရှိတယ်ဆိုရင်တမျိုးပေါ့အဲ့ဒီအပေါင်းအသင်းတော့ကျွန်တော်တို့တို့ကခိုင်ခိုင်မာမာအပေါင်းအသင်းရှိတယ်ဆိုရင်တမျိုးပေါ့ တချို့ကအပေါင်းသင်းတော့ရှိပေမဲ့ကြုံလာလို့ရှင်အပေါင်းသင်းလည်းမကူညီတဲ့အပေါင်းသင်းတွေများလားရှိပါတယ်ဆိုတော့အဲ့တော့ community ယုံနေကိုကျွန်တော်တို့က community ယုံမှာ member ဝင်ထားတယ်တစ်နှစ်ကိုတစ်ခါတစ်နှစ်ကိုတစ်ခါပဲ member ကြီးထည့်ရတာတစ်နှစ်တစ်ခါတော့မှတစ်နှစ်ပတ်လုံးမှ190ပဲကြာဆိုတော့အဲတခုအဲ့မှာထပ်ဖြတ်ပြီးပြောလိုက်မယ်เนาะတချို့လမ်းညုံလောက်ခိုင်းတဲ့လူတွေပွဲကြားပွဲစားနဲ့လောက်တဲ့လူတွေကားသမားနဲ့လောက်တဲ့လူတွေပြောပြပါမယ် community ကရုံတရုံမှသွားလုံရင်တစ်နှစ်စာအတွက်150ပဲကုန်ပါတယ်တချို့250တို့300တို့အဲကျွန်တော်တို့ကတော့အဲ့လိုမျိုး300ပြီးလဲရတာ200ပြီးလဲ250ပြီးလဲဒါကကိုပါနေကိုနှောင်းရင်ကိုခံမယ်ကားသမားတွေလည်းအခုနောက်ကားသမားတော်တော်များများရှိပါတယ်အိုကားသမားဖြစ်တဲ့အတွက်ကားမောင်းစားတာဖြစ်တဲ့အတွက်ပေါ်တင်မဲ့ကျွန်တော်တို့သွားလုပ်ပြီးမဲ့ကက်ကက်ကတော့150ကျတယ်ကျွန်တော်တို့ကားကတော့ဘယ်လောက်ပေးရပါမလဲဆိုပြီးတော့ကားသမားတွေပြောပြီးလုပ်တဲ့ကားသမားတွေရှိရင်ရှိပါတယ် မရှိရင်လေကားသမားတွေဘက်ကလည်းအဲ့လိုခုတ်ခွက်ချက်ချလေးပြောပေးပါဘာလို့ဆိုတော့တချို့အရှိတယ်အာကတ်လုတ်လာခဲ့မယ်250ကျတယ်အ300ကျတယ်ဆိုတော့အဲ့လူတွေရဲ့စိတ်ထဲမှာ community ကတ်လုတ်ရင်250ကျတယ်300ကျတယ်လို့စိတ်ထဲမှာစိုးရနေတယ်အဲ့လိုမဟုတ်ပါဘူးကားသမားတွေဘက်ကလည်းအဲ့လိုမျိုးခွဲပြောပြဒါကားကဒါ community ဘို community ကတ်ဘို hello မျိုးခွဲပြီးတော့ပြောကြပါဘောနော်ဒါဆိုလို့ရှိရင် guide cancel တွေဘက်ကလည်းခုတ်ခုတ်ပြရလေးတည်တာပေါ့ထားပါတော့ဆိုတော့ကျွန်တော်ဆက်ပြီးပြောလိုက်ဘယ် community ရုံးမှာပဲသွားလို့လို့เนาะ လစဉ်မန်ဘာကြီးတလား30နဲ့တနှစ်စာ120ကပ်ဖိုး30 150ကျတယ်150 community ကတ်တကက်လုလိုက်ရင် register ပါပြီးသားနော် register ပါပြီးသားအဲ့တော့ UR register ပါပြီးသားအဲ့ဒါဆိုရင်ကိုကနေ line မှာ free ရှောက်လို့လည်းရတာပဲလို့ပြောတာဟုတ်ပါတယ်မှန်ပါတယ်ရှောက်လို့ရပါတယ်တို့ပြင်မဲ့တကယ်လို့အခက်ခဲတစ်ခုခုကြုံလာတဲ့အခါမှာကိုဖုံးခေါ်ဖို့အတွက်တော့ ဖုံးတလုံးရတာပေါ့ဗျာဖုံးတလုံးရတာပေါ့ဆိုတော့အဲ့အဲ့လိုမျိုးဟိုကြုံလာတဲ့အခါမှာလဲတချို့ကပြောကြတယ်အာအဲ့ community ယုံနေကိုကျွန်တော်တို့ဖုံးခေါ်လဲဘာမှမထူးပါဘူးဗျာကျွန်တော်တို့ခေါ်လိုက်ရင်သူတို့ဘက်ကမကူညီကြပါဘူးဗျာတို့မကူညီနိုင်ဘူးဗျာတို့ဒီလိုမျိုးတွေနဲ့ကြုံလာတာကိုလဲကျွန်တော်ထပ်ပြောချင်ပါတယ်လူတိုင်းလူတိုင်းလူတိုင်းကိုတော့အပြည့်အဝကူညီနိုင်မှာမဟုတ်ပါဘူးဘာလို့ဆိုကျွန်တော်တို့ကလဲသူများနိုင်ငံမှာတရားဝင်ရထားတဲ့ယုံနေမဟုတ်ပါအဲ့တော့အော်ကူညီလို့ရတဲ့အနေအထားတစ်ခုအထိတော့ ကူညီရပါတယ်ရုံးတိုင်းကူညီရပါတယ်မကူညီဘူးဆိုတာမဟုတ်ပါဘူးကူညီရပါတယ်ကူညီလို့မရတဲ့အနေအထားတွေဆိုရင်လည်းဒါမကူညီလိုက်တာမျိုးတွေလည်းရှိပါတယ်တခါတလေမှာပေါ့ရုံးက KM မှာရှိတယ်ဂျိုးမှာဖြစ်တဲ့ case မျိုးမှာဂျိုးဟိုမှာဟိုတာဝန်ခံဘက်ကတာဝန်ခံမရှိတာမျိုးတွေတာဝန်ခံဘက်ကနေဒါဒီ case ကိုမလုံဆောင်နိုင်တာမျိုးတွေဆိုရင်လည်းဒါမကူညီနိုင်လောက်တဲ့အနေအထားတွေဖြစ်ဖြစ်သွားမှာပေါ့နော်ဒါမျိုးတွေလည်းရှိပါတယ်အဲ့တော့တစ်ဖက်နဲ့တစ်ဖက်နားလည်မှုတွေယူပြီးတော့ကျွန်တော်တို့ ဘာပဲဖြစ်ဖြစ် community ရုံးနေမှာကျွန်တော်မလေးရှားမှာရောက်ရှိနေတဲ့ over stay တွေကိုယ့်ရဲ့တက်ဆိုင်ရာ community ရုံးနေကိုချိတ်ဆက်ထားစေခြင်းနဲ့ချိတ်ဆက်ပြီးတော့ community တွေမှာ member ဝင်ပြီး UN register လေးထုတ်တာအာဒါရာမျိုးတွေလုံထားစီခြင်းပါတယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့အတွက်ဘာပဲဖြစ်ဖြစ်အခက်အခဲတစ်ခုကြုံလာတဲ့အခါမှာဖုန်းခေါ်ဆိုဖို့အတွက်အာရုံတရုံဖုန်းတလုံးတော့ရတာပေါ့ဗျာဆိုတော့ဘာမှမရှိတာတဲ့စာရင်ကျွန်တော်တို့အာ အခွင့်အရေးလေးတစ်ခုတော့ရသွားတာပေါ့နော်ဆိုတော့ဥမာထားပါတော့ဟိုရဲလမ်းမှာကျွန်တော်ရဲဖန်တယ်ပေါ့မင်းဘာရှိလဲလို့မင်းဘာမှမရှိဘူးလို့ပြောတာနဲ့ဆိုင်ငါမှတော့ဒါလေးရှိတယ်ပေါ့ဆိုတော့မင်းဒါဘာလုပ်လို့ရမလဲဟုတ်တယ်ဘာမှတော့လုပ်လို့မရအောင်ငါတို့မှာပါမီလေးလုပ်လို့မရအောင်စာအုပ်လည်းမရှိဘူးဘာမှမရှိတဲ့အတွက်ငါတို့ဒီ UMR register လေးတင်ပြီးဒီ community ရုံးမှာအဖွဲ့တော်ဝင်ထားတယ်ဒါလေးတော့ရှိပါတယ်ဆိုတော့ကျွန်တော်တို့ပြလို့ရတာပေါ့နော်ဆိုတော့အာ ဒါတွေကိုကောင်းကောင်းသိထားတဲ့ဆရာကြီးတွေအတွက်တော့ကြော်သွားပြီပါကျွန်တော်ကအခုမှအစ်စ်ရောက်လာတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေဟိုဒါလေးတွေမသိသေးတဲ့သူတွေအတွက်ကိုကျွန်တော်မျှဝေခြင်းဖြစ်ပါတယ်ဒီ YouTube ဗီဒီယိုဖိုင်လေးနဲ့ကျွန်တော်မျှဝေပေးခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်နောက်ဆုံးအချုပ်ပြောချင်တာကတော့ UN Register တင်မယ်ဆိုရင်ကိုယ်တိုင်တင်တာထက်ဆိုင် Community ရုံးတွေကိုဆက်သွယ်ပါ Community ရုံးတွေကနေပြီးတော့ဟိုရုံးလိပ်စာယူပြီးကိုယ်တိုင်ရုံးကိုသွားတွက်လျှောက်ပါ မလျှောက်နိုင်ဘူးဆိုရင်တော့မှပဲဂျားကန်နေနဲ့ရှောက်မယ်ဆိုရင်တော့မှပဲတည်တည်ချာချာမေးဆန်းပြီးတော့ဘယ်ဟာက community ကပ်ဖို့ဘယ်ဟာကကာကဒါမျိုးတွေခွဲပြီးတော့တည်တည်ချာချာလေးအဲတင့်နေအောင် လုပ်ပါပြီးရင်ကိုယ့်ရဲ့လက်ထဲမှာ UN register လေးတရွက်ကင်ထားပါအ UN register နဲ့အတူ community ကနေ UN register နဲ့တွဲရက်ကလေးတွေလူတိုင်းကင်ထားစီခြင်းပါတယ်။ဘာမှမရှိဘူးဆိုတာနဲ့စာရင်ကျွန်တော်တို့မှာပြရလေးတစ်ခုတော့ရှိတယ်။ ဲ့ဒီတဲကမှနောက်ထပ်တစ်ခုကအဖမ်းစီးပဲလားဆိုတော့မဟုတ်ပါဘူးကျမ်းမာရေးဆောင်ရှောက်မှုတွေစေယုံစေကံကိစ္စတွေဒါတွေကအစဒီ community ယုံနေကနေပြီးတော့လိုက်ပါဆောင်ရွက်နိုင်ပါတယ်မှတ်ထားပါတော့နှာစည်းချောင်းစိုးကိစ္စလောက်ကတော့ဗျာကိုနားအစီကံမှာကိုပြလို့ရတာပဲဒါတို့ယုံနေရရင်လိုက်ပြီးတော့ဆောင်ရွက်နေနိုင်မှာတော့မဟုတ်ဘူးတို့ပဲမဲ့စေယုံ တဲရတဲ့ case မျိုးတွေပါနေဆိုရင်ဒါယုံနေရရင်လိုက်ပါဆောင်ရွက်ပြီးတော့မှဒါစေးုံစီအာတဝက်တဝက်ပေါ့နော်တဝက်ကြီးတို့ဘာတို့ဒီလိုတွေရှိတယ်ကန်ကောင်း UM မှာရသွားမယ်ဗျာဆိုတော့ကျွန်တော်ဒီနေ့ပြောတဲ့ဒီ video file လေးရဲ့နောက်ဆုံးအချုပ်လေးပြောရရင် UM ရဖို့အဆင့်ကိုကျွန်တော်မပြောသေးဘူးเนาะ UM register ရှောက်ထားဖို့အတွက်ဘာမှလက်ထဲကင်ထားတဲ့သူတွေရှောက်ထားဖို့အတွက်ကျွန်တော်ဒီ video file လေးနဲ့ပြောရရင်ဖြစ်ပါတယ်အားလုံးပဲကျွန်တော်တို့အမိ မြန်မာနိုင်ငံသားတွေအားလုံးပေါ့နော်ကျွန်တော်မလေးရှားရောက်မြန်မာနိုင်ငံသားတွေအားလုံးပဲကျွန်တော်တို့စိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဗျာ